ကျမတို့မှကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့အော်တိုဘားလ26ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရပါဒီ channel လေးကမြေပြင်ဂျင်နရီကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးချင်တာကတော့ breaking news မောင်မကန်ရေစကန်ကိုတော်လိုင်းတက်ဖွဲ့များတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်မောင်မကန်ရေစကန်ကိုတော်လိုင်းတက်ဖွဲ့များ တိုက်ခိုက်သိမ့်ပိုက်လိုက်ပြီစစ်သားများထိခိုက်သိမ့်ဆုံးမှုရှိကလက်နက်ခင်းရများလည်းသိမ့်ဆဲရရှိခဲ့ကြောင်းတိုက်ပွဲအတွင်းမှာပါဝင်ခဲ့တဲ့တော်လိုင်းသတင်းရင်းမြစ်ကပြောဆိုပါတယ်ဒီကနေ့အော်တိုဘားလ26ရက်နေ့မနက်ပိုင်းမှာတော်လိုင်းတပ်ဖွဲ့တွေကလောင်လုံမြို့နယ်မောင်မကန်ရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်းတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်မှလေရင်နဲ့လာရောက်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်အဲဒီလိုစစ်တပ်ကလေရင်နဲ့ပုံကျဲကုခံနေတဲ့ကြားမှာမောင်မကန်ရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း တိုက်ပွဲအတွင်းမှာအကြံဖတ်စစ်တပ်ဘက်မှထိခိုက်သိမ်းဆုပ်မှုရှိပြီးရဲစခန်းအတွင်းမှာရှိတဲ့လက်နက်ခဲယမ်းများလည်းသိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရပါတယ်။ကျွန်တော်တို့ဒီနေ့မနက်အစောပိုင်းလောက်ခရဲကရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။စစ်ခွေးတွေကလေရင်တွေနဲ့ဘုံကျဲတိုက်ခိုက်နေတဲ့ဂျာကာကိုရဲစခန်းကိုအပီးတက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။စစ်ခွေးတွေသိမ်းဆုပ်တာတွေလည်းရှိပါတယ်။ရဲစခန်းတွေကလက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းနိုင်ခဲ့တယ်လို့တိုက်ပွဲအတွင်းမှာပါဝင်ခဲ့တဲ့တော်လိုင်းသတင်းရင်းမြစ်ကပြောပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးရန်ကုန်ခေတ်တည်တင်းဌာနကအတီးပြုတ်နိုင်ရန်ဒဝဲခရင်တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကိုဆက်သွယ်မေးမြန်းခဲ့ပြီးမမကန်ရဲစခန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းကိုအတီးပြုတ်ပြောဆိုခဲ့ကဖြစ်စဉ်အသေးစိတ်ကိုထုတ်ပြန်မှဖြစ်ကြောင်းပြောဆိုပါရခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့မြင်းကြံမှာစစ်တပ်အထိုင်ချတက်ဆွဲထားတဲ့တမနီစစ်ရုံကိုတရခုမမရှော့တိုက်တုံးဆယ်လုံးနဲ့ပြစ်ခတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်သိမ်းဆုံးမှုများပြားခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းမြင်းကြံမြို့နယ်မှာအကြံဖက်စစ်တပ်အထိုင်ချတပ်ဆွဲထားတဲ့တမန်နီစက်ရုံကိုတရားခေါ်မမရှော့တိုက်တုံးဆင်လုံးနဲ့ပြစ်ခတ်တိုက်ခဲ့ရမှာစစ်သား15ဦးသေဆုံးခဲ့ကြောင်းမြင်းကြံ District Battalion 2မှတရင်မှုကပြောဆိုပါတယ်။အော်တိုဘာလ19ရက်နေ့မြင်းကြံမြို့နယ်မှာအကြံဖက်စစ်တပ်ကအင်အား200ခန့်နဲ့အထိုင်ချတပ်ဆွဲထားတဲ့တမန်နီစက်ရုံကိုတောင်းလိုက်တပ်ဖွဲ့တွေကတရားခေါ်မမရှော့တိုက်တုံးဆင်လုံးနဲ့ ြစ်ခတ်တက်ခဲ့ခြင်းဖြစ်ကြောင်းယင်တက်ခဲ့မှုအတွင်းမှာအကြံဖတ်စစ်တဲ့ဘက်မှ15ဦးသေဆုံးခဲ့ကထိခိုက်ဒဏ်ရာရရှိသူများပြားပြီးတွန်လိုင်းရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။မြင်းကျန်တမဏီစစ်ရုံကိုကျွန်တော်တို့ပြစ်ခဲ့တာပါ။စေလုံးပြစ်တာမှာရှစ်လုံးကအောင်မြင်တယ်ရှစ်လုံးအောင်မြင်တဲ့အထက်ကနေလေးလုံးကထိချက်ကောင်းကိုမှန်ခဲ့ပါတယ်အဲ့ဒီလေးလုံးကစစ်ခွေးတွေရှိတဲ့နေရာကိုကြောက်ရောက်ပောက်ကွဲခဲ့လို့စစ်ခွေးတိတ်ဆုံးတာတွေများခဲ့တာပါ အဲ့ဒီနေရာကစစ်ခွေးအင်အားကတော့200ဝန်းကျင်ခန့်ရှိပါတယ်စစ်ခွေးတီတာကခမ်းမန်းကြီး15ဦးသေဆုံးတယ်ကျွန်တော်တို့ရဲဘော်တွေထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့မြင်းကျန် District Battalion 2မှာတပ်ရင်းမှုကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုမြင်းကျန်ကအမှတ်နဲ့တရင် Burmese Guerrilla Force BGF မြင်းကျန် One More စစ်ကြောင်းနဲ့မြင်းကျန်ကအမှတ်သုံးတရင်းတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းဒါကတော့ စိတ်ပြူမှာထိုးစစ်ဆင်လာတဲ့အကြံဖတ်ထုတ်နှုတ်အင်အား200ကျော်နဲ့ PDF များတိုက်ပွဲဖြစ်ပွားခဲ့ပြီးအကြံဖတ်စစ်သား9ဦးနဲ့အထက်သေဆုံးခဲ့တာစေဦးကျော်ဒဏ်ရာရခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းစိတ်ပြူမြို့နယ်ကနေထွက်လာတဲ့အကြံဖတ်စစ်တပ်ထုတ်နှုတ်အင်အား200ကျော်ကိုစိတ်ပြူစလင်းလမ်းပိုင်းအတွင်းမှာဖျက်တောက်တိုက်ခဲ့ရမှာစစ်ကားနစီပြက်စီးခဲ့ပြီးအကြံဖတ်စစ်သား9ရောက်တဲ့အထက်သေဆုံးခဲ့တယ်လို့တိုက်ပွဲပေါ်ဆောင်ခဲ့တဲ့ပကုတ်ကခင်အမတ်စကုတ်တရင်ကတာဝန်ရှိသူကပြောပါတယ် အော်တိုဘားလ25ရက်နေ့မနေ့ကမနက်ပိုင်းကစိတ်ဖြူမြို့ဘောလုံးကွင်းကနေထွက်ခွာလာတဲ့အင်းအား200ခန့်ရှိတဲ့အဆိုပါစစ်ကြောင်းကိုစိတ်ဖြူတညောင်စလင်းလမ်းပိုင်းပေါ်ဂွေးပင်ချောင်းရွာအနားအရောက်မှာတွန်လိုင်းတပ်ဖွဲ့တွေကစတင်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်။အဆိုပါအချမ်းဖတ်စစ်တဲ့စစ်ကြောင်းမှာကပ္ပဆာ27ကပ္ပဆာ22လက်ကတ်တ23936လက်ဆက်ခ9ခလာရ73နဲ့တမခ88စတဲ့တရင်တွေတဲက တုံ့နှုတ်အင်အားတွေပါဝင်လာတာဖြစ်ပြီးကာ15စီးနဲ့ထွက်ခွာလာတာဖြစ်ပါတယ်မိုင်းဆွေတိုက်ခိုက်ခံရမှုအပြီးအကြံဖတ်စစ်ကြောင်းကထိုးစစ်အရှိန်မြင့်ခဲ့တာကြောင့်ချင်းတောင်ကျေးရွာနားမှာတော်လိုင်းတက်တွေနဲ့15မိနစ်ကြာထိတွေ့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ်တိုက်ပွဲဖြစ်ပွားနေချိန်တွင်ထိတွေ့မှုနှစ်နေရာနဲ့နှစ်မိုင်အကွာတညောင်တိုက်နယ်လျှက်စစ်ခွဲရင်အတွင်းမှာရှိနေတဲ့စစ်အုပ်စုကလက်နက်ကြီးတွေပြစ်ကူပေးခဲ့တယ်လို့စိတ်ဖြူစလင်ကာလန်ထိုးစစ်အရှိန်မြင့်လာတာကြောင့်တော်လိုင်းတက်တွေလည်းထိခိုက်မခံပဲပြန်ဆုတ်ပေးထားကြောင်းပြောပါတယ် ထိတွေ့တိုက်ပွဲအတွင်းမှာအကြံဖတ်စစ်သား9ယောက်နဲ့အထက်သေဆုံးခဲ့ပြီးစေရောက်ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။စိတ်ပြုံနဲ့စလင်းကြားတဲ့ကနေမျိုးတွေကိုကျွန်တော်တို့ကစူးမှုမှုလုပ်ထားတယ်။ဒီတော့သူတို့ဘက်ကထုံးစစ်စင်လာတယ်ပြန်စူးမှုကျင်လို့ယူဆပါတယ်။စိတ်ပြုံမှာထုံးစစ်စင်ပြီးဆိုပူပေါင်းတက်တွေများတယ်။အခုဆိုမကွေးတမကရှစ်ရှစ်ကထုံးလို့အင်အားတွေပါပလာတာထူကြပါတယ်။ ဖြစ်စဉ်ကနှစ်ခုပထမအချိန်ကမိုင်းဆွဲတယ်နောက်တစ်ခေါက်ကျထိတွေ့မှုပါအချိန်အားဖြင့်စေနိုင်ဝန်းကျင်လောက်ကနေတနိုင်လောက်ထိအချိန်တွင်းမှာဖြစ်ပွားခဲ့တာပါလို့ပခုတ်ကူကိအမစကူတရင်မှာတာဝန်ရှိသူကမောင်းကိုပြောပါတယ်အဆိုပါအချမ်းဖတ်စစ်တပ်စစ်ကြောင်းကိုပခုတ်ကူကိအမလေးတရင်အမစကူတရင်နဲ့ရင်းနသာခေါ်လန်မကွေးတိုင်းပကဖရွေလျာစစ်ကြောင်းအဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့မင်းတုံမြို့အဝင်းလမ်းပေါ်မှာ ဖီးတတင် ကားတွေကိုစက်ကြီးကောက်ရန်ထွက်ခွာလာတဲ့ရင်းနှူးပြစ်ခတ်ခံရကတိတ်ဆုံးခဲ့ပြီးလက်နက်နက်လက်နဲ့ကြီးစံများရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းတရက်ခရိုင်မင်းတုံမြို့အဝင်လမ်းပေါ်မှာဖီးတတင်ကားတွေကိုစက်ကြီးကောက်ရန်ထွက်ခွာလာတဲ့ရင်းနှူးပြစ်ခတ်ခံရ၍တိတ်ဆုံးခဲ့ပြီးလက်နက်နက်လက်နဲ့ကြီးစံများရရှိခဲ့ကြောင်းအမတ်တစ်စစ်တေတာပြည်သူ့ကာကွယ်တပ်မတော်တရက်ခရိုင်အမတ်လေးတရင်မှတာဝန်ခံကိုမြက်ကဆိုပါတယ်။ဒီကနေ့အော်တိုဘားလ26ရက်နေ့မနက်6:30မိနစ်အချိန်မှာမကွေးတိုင်းတရက်ခရိုင် ်မင်းတုံမြို့အင်းလေကုန်းကြည်ရွာနီးမင်းတုံမြို့အဝင်လမ်းပေါ်မှာခီးသွောကားတွေကိုလက်နက်နဲ့ချင်းချောက်ဆက်ကြီးကောက်ရင်ထွက်ခွာလာတဲ့ရဲတပ်သားအုပ်ဖြစ်တဲ့နေမင်းထက်နဲ့တန်ထိုက်စိုးတို့ကိုပြည်သူကာကွယ်တပ်တွေကကြိုတင်ဆောင်ဆိုင်ပစ်ခတ်ခဲ့ကရဲနအုပ်စလုံးမှာတိတ်ဆုံးခဲ့ကြောင်းအစိုးရရဲနအုပ်ကိုပြည်သူကာကွယ်တပ်မတော်တရက်ခင်အမတ်လေးတရင်တက်ခွင်းနဲ့တက်စိတ်ငါးကကင်းပုံဝီရစောင့်ကြိုတိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်သူတို့ကစစ်စေးရေးဂိတ်ကိုထွက်လာတာထက် အဲ့ဒီအနီနာတဝိုက်မှာဖြတ်တန်းဖြတ်လာခီးသွားကားတွေကိုစက်ကြီးကောက်ဖို့ထွက်လာကြတာပါအရင်ကလည်းအဲ့ဒီလိုပဲလာလာပြီးကောက်နေကြတာပါအဲ့ဒါကိုကျွန်တော်တို့ကသတင်းအရကင်းပုံးဝစ်ပြီးတော့25ရက်နေ့ညမှာကလေးကကင်းပုံးကြိုဝစ်ပြီးတော့စောင့်ဆိုင်ပြက်ခတ်တာဖြစ်ပါတယ်သူတို့ကကားတွေကိုစက်ကြီးကောက်ဖို့ထွက်လာကြတာပါမင်းတို့မျိုးရက်တက်ဖွဲ့ဝင်တွေပါလို့အမတ်တစ်စစ်တေတာပြည်သူကကွေးတက်မတော့တရက်ခင်အမတ်လေးတရင်မှာတာဝန်ခံကိုမြတ်ကရှင်းပြပါတယ်အစူပါတိတ်ဆုံးသွားခဲ့တဲ့ရင်းနှီးဥထမ်းမှာ G3 နှစ်လက် G3 ကြီပေါင်းနှစ်ခု G3 ကြီ29တောင်းလက်ပစ်ဘုံတိတစ်လုံးလက်ထိပ်တစ်ခုဖုန်းတစ်လုံးနဲ့ငွေသား6500ကျပ်တွေကိုတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။အကြံဖတ်စစ်တကောင်မင်းတုံမြို့ကိုအခြေပြု၍တပ်ဆွဲထားပြီးမင်းတုံမြို့နဲ့အတွင်းမှာရှိတဲ့ကြေးရွာတွေကိုမကြာခဏဆိုးသလိုစစ်ကြောင်းထုတ်မှုများရှိနေကြောင်းမင်းတုံမြို့နဲ့အတွင်းရှိကြေးရွာတွေကိုတော်လန်ရေးတပ်တွေကနေမြေအတိကစုမှုထားကြောင်းဒေသတော်လန်ရေးတရင်ရှိမြစ်တွေထံကနေသိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးကြတာကတော့နေရကမှာဆစ်ရှုံနေတဲ့စက္ကခစက်ခွန်မှုကိုလူစားလေးလိုက်ပြီးအလံဖြူထောင်တာမှာနာမည်ကြီးတဲ့တက်မငငငကဒုတက်မမှုယာရုနဲ့ရောက်လာဖန်စီခံရတဲ့စစ်တိုင်းမှုနေရအစားထိုးတာအပါအဝင်တိုင်းမှုနဲ့တက်မမှုနေရအများပြအပြောင်းလဲထက်လုတ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ဖန်စီခံရတဲ့ရှမ်းပြည်နယ်တောင်ကြီးမြို့အခြေဆိုင်အရှိပိုင်းတိုင်းစစ်တနာကျုပ်ရပ်ပခစစ်တိုင်းမှုနေရအပါအဝင်ထိပ်ပိုင်ယာရုတွေဖြစ်တဲ့တိုင်းမှုတက်မမှုနဲ့ လိချင်ရီကျောင်းကြီးယာရုနေရအများပြကိုစစ်ခေါင်းဆောင်တွေကအပြောင်းလဲထက်မှန်လုပ်ခဲ့တယ်လို့နေပြည်တော်ကနေလာတဲ့သတင်းတွေကသိရှိရပါတယ်။ရပ်ပခတိုင်မူဘုံမူးကျုံနိုင်စောဦးဟာပြီးခဲ့တဲ့ဩဂတ်လဇန်ပိုင်းကမှဘာတူးတက်နေမှုတာဝန်ကိုတွဲဖက်ယူရတဲ့တက်ခရီဘာတူးကျောင်းကြီးကနေတိုင်မူအဖြစ်ယာရုတုခန့်ခံခဲ့ရတာဖြစ်ပြီးသုံးလကြာအခုလနောက်ဆုံးအပတ်ထဲမှာပဲရှမ်းပြည်နယ်အတွင်းတရားမဝင် ကုန်ပြင်စည်းတွေတည်ယူမှုတွေမှာလက်စရဲဆိုကနေပြည်တော်စီယုံကဖမ်းဆီးစစ်ဆီးနေတာလို့ တက်တွင်းသတင်းရှင်းပြတွေထံကနေသိရတဲ့အချက်လက်ကို CDM ပေါ်ကြီးစင်ရောကပြောပါတယ်။၎င်းရဲ့ရပ်ပခတ်တိုင်းမှုနေရာကိုဗမော်စစ်မျက်နှာမှာမျက်နှာပန်းလှခဲ့ပြီးနေမီတချို့ကိုပြန်လည်ထိ ंछ ုံနိုင်ခဲ့တဲ့မကွေးချီဆိုင်တက်မှရှစ်ရှစ်တက်မှမူ DSC 40စင်းဗိုလ်မှူးချုပ်ကျော်နိုင်ဦးနဲ့အစားထုတ်ခန့်အပ်လိုက်တယ်လို့ဆိုပါတယ်။တက်မှမူအစ်စ်တယောက်ချင်းတဲ့အရင်တက်မှမူကတိုင်းမှုထွက်သွားတယ်ကြားတယ်တက်ချုံမင်းအောင်လိုင်းပြီးခဲ့တဲ့ August လတဲ့မကွေးတက်မှရှစ်ရှစ်ကိုတက်လာစစ်သွားပြီးခဲ့တဲ့က တက်မမှုကအနည်းနဲ့အမြန်ယာတူတိုးတော့မယ်ဆိုတော့တိထားကြတယ်လို့မကွေးမြို့တက်မရှိရှိဌာနချုပ်လက်အောက်တက်မိသားစုဝင်တူကမြေလက်အတန်ကိုပြောပါတယ်။ရှမ်းပြည်နယ်အတွင်းကနောက်ထပ်စစ်တိုင်းတစ်ခုဖြစ်တဲ့ခိုလန်အခြေဆိုင်အရှိလေပိုင်းတိုင်းစစ်ဌာနချုပ်ရလခတိုင်းမှုနေရာကိုလည်းအပြောင်းလဲလုပ်ခဲ့ပြီးတိုင်းမှုအသစ်ဖြစ် DSC အပတ်စဉ်40စင်းစစ်တကတူကျောင်းကြီးဘူချုပ်စုမြတ်ထုတ်ကိုခန့်အပ်လိုက်ပါတယ်။နေရာဖယ်ပေးလိုက်ရတဲ့ရလခတိုင်းမှုဟောင်းအလုတ်တင်ပူအပတ်စဉ်23စင်း ဘူကျုံမျိုးမင်းထွန်းစစ်အာဏာသိမ်းပြီးနောက်တိုင်းမှုတွေအနက်တပ်တန်းအရှိဆုံးတိုင်းမှုဖြစ်ပြီးသူနဲ့ပတ်သက်တဲ့နောက်ဆက်တွဲသတင်းတွေကိုတော့မသိရှိရသေးပါဘူးတပ်မမှုအပြောင်းလဲတွေအနက်လက်ရှိတိုက်ပွဲတွေပြင်းထန်နေတယ်မကွေးတိုင်းငပင်းမြို့နယ်ရခိုင်ရုံးမပေါ်အမ်ပရန်လမ်းပိုင်းမှာရှိတဲ့နေရီကန်တောင်ကျောတဝိုက်စခန်းတွေမှာရှည်တန်းတိုက်ခိုက်ရေးဝင်ရောက်ရတဲ့စက္ကခစက်ခွန်ရဲ့စက္ကခမှုနေရာကိုကလောမျိုးအခြေဆိုင်အမှန်ငန်းငါးချီမြတ်တပ်မဌာနချုပ်တပ်မခငန်းငါးက ဒုတိယတက်မမှုဘုံမှုကြီးမျိုးမြင့်ဦးရောက်ရှိလာတယ်လို့သိရှိရပါတယ်။တက်မငငာမြောက်ပိုင်းမဟာမိတ်တပ်တွေရဲ့တစ်တုံညာနှစ်ခွန်စစ်စင်ရေးစတင်ချိန်မှာရှမ်းမြောက်လောက်ကိုင်းကုန်းကျန်ဒေသတွေမှာတိုက်ခိုက်ရေးဝင်ရောက်ခဲ့ရတာဖြစ်ပြီးတက်ကဆလောက်ကိုင်းနဲ့တူလောက်ကိုင်းမြို့ကြာဆုံချိန်မှာတက်မမှုအပါအဝင်တက်မတစ်ခုလုံးအလန့်ဖြူထောင်းလက်နက်ချခဲ့တဲ့တက်မလည်းဖြစ်ပါတယ်။လက်ရှိအရကတက်တော် AA နဲ့နိုင်ငံတောင်ကျောတိုက်ပွဲတွေမှာအတိကတိုက်ခိုက်နေရတဲ့ စကကစကွန်စကကမူဘုံမှုချုပ်ကျော်စွာလေးကိုရန်ကုန်တိုင်းမော်ဘီမြို့အခြေဆိုင်အမျိုးသမီးဘိုတင်တန်းကျောင်းကိုကျောင်းအကြီးဖြစ်ပို့ဆောင်လိုက်တာပါ။နေရီကန်တောင်ကျောတပိုက်က စကကစကွန်တက်တွေဟာအေအေရဲ့ထိုးစစ်တွေအတွင်းထိခိုက်သေးဆုံးသူတွေများတဲ့ပြင်စစ်ကော်မရှင်တပ်သားအများစုဟာစကန်တွေစွန့်ခွာထွက်ပြေးနေကြပြီးလက်နက်ကျအညံ့ခံသူတွေနဲ့အလင်းဝင်ခိုးလုံလာသူတွေလည်းအများပြားရှိနေတယ်လို့အရကတ်တော်အေအေကအခုလာထဲမှာထုတ်ပြန်ထားပါတယ်။ လစ်လက်သွားတဲ့စစ်တပ်ကတို့ကြောင်းကြီးနေရာကိုနောင်ချိုမြို့ကိုပြန်သိမ်းနိုင်ခဲ့တဲ့စကကစနစ်မှုဘုံမှုကျုပ်သူရဇော်လွန်စုတမရှိရှိတမမှုနေရာကိုတမတက်တက်ဒုတမမှုဘုံမှုကြီးမြေဟင်းတို့ကိုခန့်အပ်လိုက်ပါတယ်အခြားထိပ်ပိုက်ရာဒူပြောင်းလဲမှုတွေအနေနဲ့ဂရင်းနီမတိုက်ခိုက်ရေးဝင်တဲ့တမ66တမမှုဘုံမှုကျုပ်ကျော်စိုးလင်းကိုမင်္ဂလာတုံစစ်စေးတက်ကတို့ကြောင်းကြီးအဖြစ်ပြောင်းရှိခဲ့ပြီးလက်လက်သွားတဲ့တမ66နေရာကိုရေမျိုးအခြေဆိုင်စကကစကူ ဒုစကကမှုဘုံမကြီးကောင်းစုံမြင့်ရောက်ရှိလာတယ်လို့သိရှိရပါတယ်။ဒါအပြင်စစ်တကယခုအချိန်အပြောင်းလဲမှာတိုင်းမှုလေ့ကျင့်ရေးကျောင်းအုပ်ကြီးစကကမှုတက်မှမှုဒုတက်မှမှုဒုစကကမှုနေရာ40ထက်မနည်းပြုလုပ်ခဲ့တယ်လို့ဘုံကြီးဇေယျရဲ့တရင်ဖော်ပြချက်တွေအရာသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့စစ်ကောင်စီကရွေးကောက်ပွဲအတွက်မင်းသား၄ဦးနဲ့တော်လန်ရေးပုံဖြတ်တဲ့ဝါရဖြတ်ဇက်ကထုတ်လွှင့်ခဲ့ပြီးစစ်အုပ်စုအလို့ကျတရုတ်ဆောင်ပေးတဲ့မင်းသား၄ဦးကို ဖတ်ခွတ်စာရီလိုဝေဖန်ခံရကြောင်တင်ဆက်ပေးပါမယ်။စစ်ကောင်စီက၎င်းတို့လုံးမဲ့ရွေးကောက်ပွဲအတွက်မင်းသား၄ဦးနဲ့အတူတော်လန်ရေးကုန်ပုံဖြတ်တဲ့ဝါဒဖြန့်စလန်ထုတ်လွှင့်ခဲ့ပါတယ်။ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများလို့အမိပေးထားတဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲစီရင်ရေးဇလန်မှာနေတူးမြင့်မြတ်နေဝင်းအေဂျင့်မောင်တို့ကတရုတ်ဆောင်ထားပါတယ်။ကျူလီမင်းမြင့်မှုအောင်ခိုင်ငပြောကျော်စူပါလင်းတွက်လက်စတဲ့တရုတ်ဆောင်တွေလည်းပါဝင်ပါတယ်။ ဇလန်းကို2021ခုနှစ်ဖေဖော်ဝါရီလမှာစစ်တပ်အာဏာသိမ်းလို့ပြည်သူတွေဆန္ဒပြတဲ့မြင်ကွင်းရုပ်တံတွေနဲ့စတင်ထားပါတယ်ဆန္ဒပြတဲ့မြင်ကွင်းတွေမှာလည်းမိရှို့ဓာတ်တွေတက်စီပလင်းတွေကိုအသာပေးပြသခဲ့ပါတယ်မြင့်မြတ်နေဝင်းအေဂျင့်မောင်တို့ဟာစက်ဘိန်းနဲ့ပစ္စည်းပို့ဝန်ဆောင်မှုလုပ်ကင်သူတွေအဖြစ်သရုပ်ဆောင်ထားပါတယ်ဇကာရဲ့အစကတော့ပစ္စည်းပို့ဆောင်ခြင်းဆန္ဒပြနေကြလို့လှည့်ပြန်ရတဲ့မြင်ကွင်းနဲ့စတာတာပါ နောက်ထပ်ဇက်ဝင်ကဲမှာတော့2025စက်တင်ဘာလို့စာတန်ထိုးတယ် နေဝင်းနဲ့အေဂျင့်မောင်ဟာမြင့်မြတ်ရဲ့ရွာကိုလိုက်လေတဲ့ပုံစံရိုက်ကူထားပါတယ်။ရွာမှာဆရာဝန်အဖြစ်နေတူကျောင်းဆရာမတွေအဖြစ်ချူလေးနဲ့မင်းမြင့်မို့အုတ်ချုပ်ရေးမှုအဖြစ်ငပြောကျော်အငင်းစားဝန်တန်းဖြစ်အောင်ခိုင်တုကတင်းယူဆောင်ထားပါတယ်။ကိုအလုတ်ကိုမလုတ်ခဲ့တဲ့စစ်တဟာဇလန်းတဲကဇက်ကောင်တို့ရဲ့နှုတ်ကနေကိုအလုတ်ကိုလုတ်ကြဖို့တိုက်တွန်းထားပါတယ်။ဆရာဆရာမတွေဟာကလေးတွေကိုစာတင်ကြရမှာပဲလို့ဇလန်းမှာပြတ်တာထားပါတယ်။ မြေပြင်မှာတော့စစ်ကောင်စီဟာစာတင်ကြောင်းတွေကိုပါလေရင်နဲ့ဘုံကျင်နေပြီးကြောင်းသားကြောင်းသူတွေတိတ်ဆုံးခဲ့တာပေါ့အမှုပညာသမန်းကတော့အမှုပညာအလုပ်လုပ်ရမှာပဲလေလို့အေဂျင့်မောင်ရဲ့စက်ကောင်ကနေပြောခဲ့ပါတယ်နိုင်ငံကြီးစိတ်ဝင်စားသူတွေကတော့ဟာတာတည်ယူဆောင်တွေနဲ့ပေါ်ပြက်ပြက်စက်ကောင်ပုံစံထည့်သွင်းရိုက်ကူးထားပါတယ်ရွာထိတ်မှာမိုင်းလံထောင်တဲ့ရွာသားနှစ်ဦးကြောင့် ကလေးတအူးမိုင်းထိခဲ့တဲ့ပုံစံရိုက်ကူးခဲ့ပါတယ်လက်တွေမှာတော့စစ်ကောင်စီရဲ့စာတင်ကြောင်းတွေလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကလေးတငယ်တွေပါအများအပြားသေဆုံးနေရတာပါရွာသူရွာသားတွေကိုလာမယ့်ရွေးကောက်ပွဲမဲပေးချဖို့စီရင်ကြတဲ့ပုံစံနဲ့ဇက်လန်းကိုဆက်ပါတယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လေပြည်သူတွေကိုချင်းချောက်တဲ့သတင်းစကားတွေထည့်သွင်းရိုက်ကူးခဲ့ပါတယ်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့တင်လာတဲ့ post တွေကိုမင်းတို့ပောက်ကြရတွေရှောင်မရင်းနဲ့နော်ဥပဒေထုတ်ထားပြီးသားအကုန်နာကသွားမယ်ခစ်ပြောင်းသွားတဲ့အထီတော် မင်းတို့ထောင်တဲကမထွက်ရပဲနေလိမ့်မယ်လို့အောင်ခိုင်ကချင်းချောက်ပြောထားပါတယ်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုပြည်ပမပြောနဲ့ပြည်ရင်းမှာတော့စိတ်ဝင်စားမှုမရှိလို့မေစင်းလာမကြည့်ကြတဲ့အချိန်မှာဇက်ကားထဲမှာတော့မြင့်မြတ်ကတိုင်းပြည်ရဲ့အရေးတစ်ခုကိုတွောင်းနေတာတော့အမှန်ပဲဒါကြောင့်တကဘာလုံးကစိတ်ဝင်စားနေတာလို့ပြောကြစည်းခဲ့ပါတယ်စစ်ကောင်စီဟာသူတို့ရွေးကောက်ပွဲကိုအတူအယောင်ရွေးကောက်ပွဲလို့တုံ့နှုတ်နေတာကိုလည်းဇလန်းတို့ထဲမှာဒံပြန်ဝါဒဖြန့်ပါတယ်ညီတို့က အတူရောင်ဆိုရင်ဘေးပါတီကဝင်ပြိုင်မှာလဲတဲ့2020ပြည်နှစ်အထူးထူးရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကအနိုင်ရခဲ့တဲ့အတွက်မဲလိမ်မဲခိုတယ်လို့ဆွဆွဲပြီးအာဏာသိမ်းခဲ့တဲ့စစ်တပ်ဟာ၎င်းတို့လုံမဲ့ဟန်ပြအတူရောင်ရွေးကောက်ပွဲကို၎င်းတို့အောက်ဆွဲပါတီတွေတောင်ဝင်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်စစ်ကောင်စီလက်အောက်ကနေစစ်တပ်ပေးတဲ့နေရာလေးတနေရာပဲရရဝင်ပြိုင်ကြသူတွေထဲမှာလက်တလော PPP ပါတီကတော်တက်တက်ခိုင်းတော့ကိုယ်စလေလောင်းအဖြစ်ကနေပယ်ဖြတ်ခံရပြန်ပါတယ် အလာရူအနာသိန်းတာကိုကူညီခဲ့တဲ့ NDF အပါအဝင်စစ်တပ်ထောက်ခံတဲ့ပါတီတွေကိုတောင်းရွေးကောက်ပွဲပြိုင်မရအောင်ပိတ်ပင်ထားတာပါအဲဒီဇကားကိုရိုက်ကူးသူဒေါ်ရီတာကတော့အမိထုတ်ဖို့ထားတာမရှိပဲခစ်သမိုင်းဒုက္ခမရဝန်းကရိုက်ကူးတယ်လို့စာတမ်းထူတာပါတယ်အဲဒီဝါရဖြန့်ဇကားမှာပါဝင်ခဲ့တဲ့တရုတ်ဆောင်တွေဟာစစ်အုပ်စုအလူကျနေထိုင်ပြီးစစ်ကောင်စီနဲ့ပတ်သက်တဲ့ရုပ်ရှင်ထုတ်လို့ရေးတွေမှာရိုက်ကူးနေသူတွေဖြစ်ပါတယ် ကလင်းငယ်တွေစာတင်တဲ့စာတင်ကျောင်းတွေကိုဘုံကျဲတိုက်ခိုက်နေတဲ့စစ်ကောင်စီရဲ့အလို့ကျသေယုဆောင်ပေးတဲ့ဒီမင်းသားတွေရဲ့လုတ်ရက်ကိုအံ့ဩလို့မဆုံးဘူးပြည်သူတွေလည်းဒီမင်းသားတွေကို BC လုတ်တင်တယ်သူတို့အနေစားချောင်းရင်ပြီးရောဘာဖြစ်ဖြစ်လုတ်ပေးမယ်ဆိုတဲ့ဖက်ခွာစာတွေလို့တွန်လိုင်းထောက်ဖို့လုပ်နေသူတို့ကနေတိုးမြင့်မြတ်နေဝင်းနဲ့အေးချမ်းမောင်တို့လုတ်ရက်ပေါ်ကိုဝေဖန်ပြောကြပါတယ်အံ့ဩစရာတော့မကောင်းပါဘူးအမတ်မရှိတဲ့လူတွေရှိလို့ဒီလိုလုတ်ရဲတာအလူလေးလုတ်မျက်ရည်လေးချူပြလိုက်ရင်ရပြီး စိတ်ပျက်စရာတော့ကောင်းတယ်လို့ပြည်သူတို့ကမှတ်ချက်ပြုပါတယ်။အခြားပြည်သူတို့ကလည်းအန်ရမရှိတဲ့ဘိုင်းကော့ကိုထိရောက်အောင်မလုပ်ကြတော့အချမ်းဖတ်စစ်တဲ့အလို့ကြောင့်ပြည်သူကိုမထိမဲ့မြင်စော်ကားနေကြပြီလို့ပြောဆိုထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါ။အခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းသတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းအချမ်းဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီး တော်လန်နှစ်သစ်ကိုဂျင်းတို့ရင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်တဲ့ဌာနမှာဆုတောင်းလိုက်ပါရခင်ဗျာ။